မင်္ဂလာတောင်ကျုံမြို့နယ်မှာတမီးဖြစ်သူကိုကြောင်းပို့ပြန်လာတဲ့မိခင်ဖြစ်သူရင်တိုက်ခံရပြီးတည်ဆုံခဲ့ကြောင်းကိုဘူဒူးနဲ့ဗောရာများလူမှုကူညီရေးတင်းကထုတ်ပြန်ပါတယ်။နိုဝင်ဘာလ28ရက်နေ့ညနေ3:20မိနစ်ခန့်မှာရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ကျုံမြို့နယ်အထက်ပန်းစိုရန်လမ်းနေဒေါ်သိန်းတင်လမ်းတောင်းမှာရေတိုက်မှုဖြစ်ပွားကြောင်းအသင်းရုံးသို့ဆက်သွယ်ကြောင်းကြားလာတာကြောင့်အသင်းမှအရေးပေါ်လူနာတင်ရင်တစည်းနဲ့ထွက်ခွာကူညီပေးခဲ့ကြောင်းသိရပါတယ်။ အဆိုပါခင်းဖြစ်ပွားတဲ့နေရာမှာအမျိုးသမီးတဦးရဲ့အလောင်းကိုတွေ့ရှိခဲ့တာကြောင့်မိဖက်ပရာဟိတသေးများနဲ့တူကူညီပေးခဲ့ကြောင်းသိရပါတယ်။ကလေးကြောင့်ပေါ်ပြီးဈေးရောက်ဖို့ဈေးဆိုင်စီပြန်သွားမှဖြစ်သွားတာပါ။ကလေးကခုနကပဲအမေကိုတွေ့ရတယ်။ကြောင်းတက်ပြီးပြန်ဆင်းရင်တော့အမေမရှိတော့ဘူး။တကယ်စိတ်မကောင်းဖြစ်ရတယ်လို့ကိုအာပူတူးကလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။မတော်ရင်တိုက်မိမှုကြောင့်တေဆုံးခဲ့တဲ့အမျိုးသမီးအလောင်းကိုရန်ကုန်ပြည်သူ့စေယုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါဗျ။